အခုတင်ဆက်ပေးချင်တာကတော့ဗလာကြီးနဲ့ဂေးစိတ်တွေပေါအောင်တူးဖို့ပေးခဲ့တဲ့သူအကြောင်းကိုထုတ်ဖို့ပြောလိုက်တဲ့ညီထွက်ကောင်းပါပရိသတ်ကြီးမိမိုက်တဲ့ body structure နဲ့အမျိုးသမီးတို့ကြီးရဲ့အာယုံကိုဖန်ဆောင်းနိုင်ခဲ့တဲ့ညီထွက်ကောင်းကအခုနောက်ပိုင်းမှာယောက်ျားအစ်မဟုတ်ရဲ့လားဆိုရဲကောလာဟာလာတချို့ထွက်ပေါ်နေပါတယ်ဘလောက်ပဲတည်ကြည်ခံညာပြီးဗလာတွေရှိနေပါစေဗလာကြီးနဲ့နွဲနေတဲ့သူတွေကလည်းအများကြီးပါပဲလူတွေအမြန်မာသားကြားကိုစီစားမကုန်တဲ့ပုံစံတွေရှိနေကြပေမဲ့လက်တွေ့မှာတော့အကင်းနေသူတွေအများကြီးပါပဲဗလာကြီးနဲ့ဂိင်းနေသူတွေဘလောက်များလဲဆိုရင် လကြီးနဲ့ဂျင်သွားနေအဲ့ဒါဂေးဆိုပြီးထင်ကြီးပြေးကြတဲ့သူတွေအထိပါပဲအရှိမလဲဗလာကြီးနဲ့နှွဲတဲ့သူတွေရှိကြတာမို့မင်းသားညီထုတ်ကောင်ကိုဂေးဆိုပြီးထင်ကြီးပြေးနေကြသူတွေကတကယ်ထင်နေကြသူတွေအများကြီးရှိပါတယ်ပရိသတ်တွေကညီထုတ်ကောင်ကိုဂေးဆိုပြီးဘလောက်တောင်တန်မြောင်းဝင်လဲဆိုရင်နှုတ်ကနေအာမနာနဲ့ထုတ်မိကြသူတွေတောင်ရှိပါတယ်ညီထုတ်ကောင်ကိုမြင်လာတဲ့ဂေးလို့မြင်နေရကသူ့ရဲ့နေထိုင်ပုံရဲ့သူရိုက်ကူးထားတဲ့ကာရက်တာတွေကြောင့်လည်းပါပါတယ်ပရိသတ်တွေကတော့အစပိုင်းမှာညီထုတ်ကောင်ကိုဂေးလာဆိုပြီးတန်မြောင်းရှိပေမဲ့ သူ့ချစ်ခင်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုကြည့်ပြီးချိန်မှာတော့အညီထွက်ခေါင်ကဂေးတယောက်ဆိုပြီးတော့တေချာနေကြတာဖြစ်ပါတယ်။သူ့ချစ်ခင်ရုပ်ရှင်စကားကြီးမှာတော့သူ့ချစ်ခင်ကြောင့်မိမတွေစိတ်မငြိမ်းရတော့ပဲညီထွက်ခေါင်နဲ့ကြော်ထက်အောင်ရဲ့အချက်ဇလန်းကြောင့်အိမ်ကယောက်ျားတွေဂေးသွားမလားဆိုပြီးပြိသက်တွေကစိုးရင်ခဲကြတာပါအိမ်နောင်ဇလန်းအထွဲ့မှာလင်းညို့နာမည်နဲ့ပါဝင်ခဲ့ရတဲ့အညီထွက်ခေါင်ကအခုဆက်ကားကြီးမှာလင်းတို့ဆိုတဲ့ဂေးဘဝကိုရောက်ခဲ့ရတာလည်းဖြစ်ပါတယ်အိမ်နောင်ရေးဖောက်ပြန်တဲ့ဇလန်းကနေဟာသာအဖြစ်ပြောင်းခဲ့တဲ့ ဆက်ကားကြီးမှာညှိထုတ်ကောင်ကဗလာကြီးနဲ့ဂေးတယောက်ဖြစ်ပအောင်တရုပ်ဆောင်ထားရတာပါပရိသတ်တွေကတော့ပြည်ပြင်းလုံးနဲ့တရုပ်ဆောင်ချက်တွေနဲ့တရုပ်ဆောင်ထားတဲ့ညှိထုတ်ကောင်ကိုကြည့်ပြီးတော့အသေးတွေရခဲ့တယ်လို့ညှိထုတ်ကောင်ကဂေးတယောက်ဖြစ်ဖို့တေချာတယ်ဆိုပြီးထင်ကြီးတွေပေးနေကြပါတယ်ပရိသတ်တွေထင်ကြီးပေးရင်လည်းပေးချင်စရာပါပဲညှိထုတ်ကောင်ကအပြင်မှာစကားပြောရင်လည်းအတန်ပြောပြောပြောင်းပြောင်းနဲ့ဂေးတယောက်ပုံစံပေါက်နေတယ်လို့သူရိုက်တဲ့စကားအများစုကမတရားကြီးတဲ့ဂေးကာရီတာတွေကြီးပါပဲညှိထုတ်ကောင်ကတော့ဗလာကြီးနဲ့ဂေးကာရီတာကိုရိုက်ရင်လူသိများလာသူဖြစ်ပါတယ် သူကအမှုညာလောကထဲမှာကျင်လည်တာကြပြီးမယ်သူ့ကိုပရိသတ်တွေကတိကျကြတာဂေးကာရက်တာတစ်ခုချောင်းပါပဲသူကအစပိုင်းမှာတီတီတန်တန်နဲ့ခေါင်းဆောင်မင်းသားတယောက်ဖြစ်အောင်ကြိုးစားပြီးမယ်ပရိသတ်တွေကြတိုးမပေါက်ခဲ့ပါဘူးချောင်းမော်ရဲရုပ်ရည်အမိုင်စားပေါ်ရီကိုပိုင်ဆိုင်ထားပြီးမယ်ပရိသတ်အတိမတ်ပြူတာမခံရပဲဂေးကာရက်တာရိုက်ကူးမှသာလူသိများလာတာပါညီထွက်ခေါင်ကဂေးကာရက်တာနဲ့ခေါင်းဆောင်မင်းသားနေရာကနေရိုက်ကူးနာမည်ကြီးလာခဲ့တယ်လို့နောက်ပိုင်းပြဇာတ်မှာ နီနီထွက်ခေါင်ဆိုတဲ့နာမည်နဲ့ပါဝင်ရင်ပရိသတ်တွေရဲ့အာယုံကိုအပြည့်အဝဖန်ဆားနိုင်ခဲ့ပါတယ်။ညထွက်ခေါင်ကတော့အဲဒီနောက်ပိုင်းမှာပရိသတ်အမြင်တစ်မျိုးပြောင်းမဲ့ဂိကာရတာကိုမရိုက်ဖို့တွေးထားပေမဲ့အခွင့်အရေးကအမြင်နဲ့မရဘူးဆိုပြီးဒါရိုက်တာတယောက်ရဲ့ပြောစကားကြောင့်ဂိကာရတာရဲ့ဇက်တိုက်ဆိုသလိုရိုက်ကူးဖြစ်နေရပါ။ညထွက်ခေါင်တယောက်အခုလိုဂိပုံစံပေါ်အောင်တူဖို့ပေးသူကတော့ဒါရိုက်တာကျော်စောလင်းပဲဖြစ်ပါတယ်။ဒါရိုက်တာကျော်စောလင်းကညထွက်ခေါင်ကိုဂိတာကာရတာကိုစာရိုက်ဖို့စတင်ကန့်သန့်ခဲ့သလိုဂိတယောက်ပုံစံပေါ်လာအောင်သင်ပြပေးခဲ့သူပါ။ ဒါရိုက်တာကျော်စောလင်းရဲ့တူဖို့ပေးမှုတွေကြောင့်ညီထွတ်ခေါင်ကလူသိများတဲ့မင်းသားတက်လက်ဖြစ်ခွင့်ရခဲ့ပါတယ်။တက်ဖက်မှာတော့လူသိများအောင်လုပ်ပေးတဲ့ကျေးဇူးရှင်ဒါရိုက်တာဖြစ်ပေမဲ့မကောင်းတာကတော့သူ့ရဲ့တူဖို့ပေးမှုကြောင့်ညီထွတ်ခေါင်ဂေးကြီးလားဆိုပြီးပေါ်တင်မင်းမျက်နှာကိုခံနေရပါတယ်။ညီထွတ်ခေါင်ကတော့ဂေးအကြောင်းကိုတော်တော်ထုံမပြောပေမဲ့ကိုရိုင်းလာပြီးမိကြတဲ့ပရိသတ်တချို့ကြောင့်သူ့ရဲ့ဖြစ်တည်မှုကိုခြားပြလာတာဖြစ်ပါတယ်။သူကဂေးကာရက်တာကိုတာဝန်စီးမျောနေပေမဲ့လူတွေထင်သလိုဂေးတယောက်မဟုတ်တဲ့ယောက်ျားစစ်စစ်တယောက်ဆိုတာဝေဖန်သူတွေသိအောင်ထုတ်ပြောလာခဲ့ပါပြီ။ ရိသတ်ကြီးမျှဝေတင်ဆက်ပေးလိုက်ပါရနော်အခုတင်ဆက်ပေးမှာကတော့ Norfolk အထားကြောင့်ရေးစားနဲ့ပြက်ခဲ့ရတဲ့အမှုပညာရှင်တွေပါ။ပရိသတ်ကြီးလာပါကျော်ရှင်မီနူညံ့တိမ်မှုတွေအလှတရားစကားတန်ဝဲဝဲလေးနဲ့မင်းကလေးပရိသတ်တွေရောကြားလေးပရိသတ်ပါချစ်ခင်အားပေးခဲ့ရသူအားလုံးအားလုံးကလည်းချစ်ကြတဲ့သူသူကတော့ Moray Minmi Charlie Norfolk အထားပါပဲ။ Norfolk အထားကို1996ခုဇန်နဝါရီလ16ရက်နေ့မှာတောင်ကြီးမြို့မှာမွေးဖွားခဲ့တာပါ။မွေးခြင်းမှာတောင်းရောက်ရှိပြီးတမိလက်ဖြစ်ပါတယ်။ ူတူးလို့အများကချက်စနုခေါ်ကြတဲ့မင်းသမီးချောလေးနော်ဖွဲ့အထားကအခုနောက်ပိုင်းမှာဆိုရင်မော်ရဲဖြစ်တာမကဇလန်းထွဲတွေပါရိုက်ကူးလာပြီးပြိတ္တအားပေးမှုကိုအတော်လေးရရှိနေပြီဖြစ်ပါတယ်။အခုလို့နော်ဖောတယောက်အောင်မြင်တဲ့အချိန်မှာလွှမ်းပိုင်နဲ့သူမတို့နန်းနေကြတဲ့ဗီဒီယိုတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုကိုနမူနာယူပြီးအစရောဘော်ဘီဆော့ဆာရဲ့နာမည်တပီးပြောပိုင်ခွင့်ရှိဆိုတဲ့တခြင်းမှာပါဝင်တဲ့စာသာအကြောင်းအရာအလုံးကသူမရဲ့ရေးစာဟောင်းဖြစ်သူအစရောလွှမ်းပိုင်နဲ့နော်ဖော့ကိုရေးသားထားဖြစ်တယ်လို့ပရိသတ်တွေကမှတ်ယူနေကြတာပါ ါကိုပဲလွှဲပိုင်ကဘော်ဘီဆော်ဆာစီကစနိုက်တာဘသူလဲနာမည်လေးလုံးနဲ့တက်တစ္ဆမင်းသမီးလို့မှတ်ချက်ပေးရေးသားခဲ့တာပါသူတို့တဲ့ပြက်ခါစားမှာပရိသတ်တွေကတက်တစ္ဆမင်းသမီးနာမည်လေးလုံးနဲ့သူကိုဆွဆွဲရေးသားခဲ့ပါတယ်လွှဲပိုင်နဲ့ဘော်ဘီဆော်ဆာကအဆယ်စုနှစ်တခုနီးပါးကြာအောင်တွဲခဲ့ကြတဲ့ချစ်သူတွေပါအဲဒီတော့ကတော့နော်ဖော့အေထားကလွှဲပိုင်နဲ့မတွဲပါဘူးဆိုပြီးညှင်းဆို့ထားခဲ့ရလဲဖြစ်ပါတယ်တချင်နဲ့ပတ်သက်ပြီးတော့ထထက်ကတော့ဘသူကိုမှမထိကအောင်နာမည်ထုတ်မပြောခဲ့ပေမဲ့လွမ်းပိုင်ကွန်မန်ချာသူတို့ရဲ့အရှုပ်တော်အချက်ဆက်လန်းကြီးကပေါ်ပေါက်လာခဲ့တာပါ ပြည်သက်တွေထင်တာကအလွမ်းပိုင်နဲ့အနန်းစုတို့ဖောက်ပြန်ကြလို့ပြက်ကြတယ်လို့ထင်မိမယ်။တကယ်ကအဲ့လိုမဟုတ်ဘူးဆိုတာကိုလွမ်းပိုင်ကပြောပြလာခဲ့ပါပြီ။လွမ်းပိုင်က ထထနေရဲ့တခြင်းအာမှာ Bree Bobby Success စီကစနိုက်သွားတဲ့နာမည်လေးလုံးနဲ့မင်းသမီးကြောင့်ပြဿနာဖြစ်ရတဲ့အကြောင်းကိုထုတ်ပြောခဲ့တာပါ။နောက်ဘက်ကတော့လမ်းပိုင်နဲ့ဘာမှမပတ်သက်တဲ့တငယ်ချင်းတွေပါဆိုပြီး live လွှင့်ပြောပြီးကောင်းဆောင်ခဲ့ပေးမယ်။အခုတော့အဘူးပေါ်တယ်လို့ပေါ်ခဲ့ပါပြီ။လမ်းပိုင်နဲ့ကိစ္စကိုဖော်ထုတ်ခံရတာလည်းမဟုတ်ပဲ ရှေ့မှာလည်းတခြားသူတွေရဲ့ရေးစားကိုဖျက်ခုတ်ကအရာတွဲခဲ့တယ်ဆိုပြီးအတိအကျသတင်းတွေထွက်လာခဲ့ပါတယ်။ဒါကြောင့်မို့နော်ဖော့ရဲ့အလားတရားတွေကြောင့်အတွဲနေတဲ့ရေးစားကိုမေ့တဲ့အထိကြရှုံးခဲ့ကြသူတွေကိုဖော်ပြပေးလိုက်ပါတယ်။မက်တစ်လွမ်းပိုင်ဘန်ပိုင်နဲ့နော်ဖော့အထာရုက2022ခုနှစ်မှာရှင်နေကဒန်နာရီဇလန်တွဲမှာအတွဲညီကအပေးယူတွေညပြီးတော့တက်ခဲနဲ့အားပေးမှုတွေရရှိခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘော်ဘီဆော့ဆာနဲ့လွမ်းပိုင်တို့ကပြတ်သွားခဲ့တာဖြစ်ပြီးဂျားလူဝင်တာကြောင့်လွမ်းပိုင်ကဖောက်ပြန်သွားတယ်လို့သတင်းတွေထွက်ခဲ့ပါတယ်။ နောက်ဘော့အထားကြောင့်လူတရင်တွေထွက်ခဲ့ပြီးမြန်မြန်ဖြစ်ရှင်းခဲ့တဲ့အတွက်သူမှမဟုတ်ဘူးလို့ထင်ခဲ့ကြတာပါဒါပေမဲ့နှစ်နှစ်ကျော်ကြာမှတော့ဘော့ဘီဆော့ဆာကလွန်ခဲ့တဲ့နှစ်နှစ်ကရေးထားတဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိဆဲတခြင်းကိုတင်လာခဲ့ပြီးနောက်ဘော့အထားကသူတို့နှစ်ယောက်ကြာမှဝန်ထောင်ရှက်ခဲ့တယ်ဆိုတာပေါ်သွားခဲ့ပါတယ်လွန်ပိုင်ကိုယ်တိုင်ကဘော့ဘီဆော့ဆာနဲ့တွဲနေရင်နော်ဖော့အေထားရဲ့စနိုက်ကြုံမှုအောက်မှာကြာရှုံးသွားကြအောင်ဝန်ခံခဲ့ရဖြစ်ပါတယ်။လွမ်းပိုင်ကနော်ဖော့အေထားနဲ့ ဇလန်းတွဲရဲ့ရုပ်ရှင်စကားကြီးတွေရရင်နဲ့စိတ်မထိန်နိုင်ပဲအလှတရားမှကြာရှုံးသွားခဲ့ရတာပါဒါကြောင့်မို့လဲသူတို့နှစ်ယောက်တွဲပြစ်သွားကြပြီးတော့ဘော်ဘီဆော့ဆာကူတောင်လွှမ်းပိုင်တယောက်ပြတ်သားသွားနိုင်ခဲ့ပါတယ်အောင်ရဲထိုင်တက်တဲ့စာမင်းသားလေးအောင်ရင်ထိုင်းနဲ့ Xbox တို့နှစ်ယောက်လည်းတော့ဖော့အစ်ထားကြောင့်ပြဿနာတွေဖြစ်ခဲ့ရတယ်ဆိုပြီးသတင်းတွေထွက်ခဲ့ပါတယ်။အောင်ရင်ထိုင်းနဲ့တော့ဖော့အစ်ထားတို့ချစ်သူဖြစ်နေကြတဲ့အချိန်မှာ Xbox နဲ့လည်းတော့ဖော့အစ်ထားကညှိတယ်ဆိုပြီးယင်းသူတွေကထောက်ပြနေကြတာပါ။တော့ဖော့အစ်ထားကြောင့်တငယ်ချင်းအရင်းတွေဖြစ်ကြတဲ့အောင်ရင်ထိုင်းနဲ့ Xbox တို့ စကားမပြောပြကြရတာဆိုပြီးအတိတ်ကဖြစ်တွေလည်းပြန်ပေါ်လာလို့နေပါတယ်။ထက်ခိုင်ဝင်ထက်ခိုင်ဝင်ကတော့နော်ဖော့အေတာလက်ရှိတွဲနေတဲ့ချစ်သူကောင်းလေးဖြစ်ပါတယ်။ထုတ်လို့ရေးပိုင်ရှင်တယောက်ဖြစ်သလိုနော်ဖော့အေတာပေါ်မှာလည်းအပြေအဝကိုထောက်ပံ့ပေးရပါ။သူ့အချိန်ဝါးတွေနဲ့ပဲနော်ဖော့အေတာကရုပ်ရှင်စကားကြီးတွေတောက်လျှောက်ရိုက်ကူးနေရပါတယ်။ထက်ခိုင်ဝင်ကနော်ဖော့အေတာနဲ့မတွဲခင်မှာချစ်သူတက်တန်း၁၀နှစ်ကျော်ရှိတဲ့ကောင်မလေးတယောက်ရှိပါတယ်။နော်ဖော့အေတာနဲ့တွေ့ပြီးနောက်ပိုင်းမှာထက်ခိုင်ဝင်က၁၀နှစ်ကျော်တွဲခဲ့တဲ့ချစ်သူကောင်မလေးကိုဖျက်လိုက်တယ်လို့သတင်းတွေပြန်ခဲ့ပါတယ်။ ဒါအပြင်အဆိုပါကောင်မလေးကအနော်ဖောက်ရထားရဲ့တငယ်ချင်းအရင်ခောက်ခောက်ဖြစ်တဲ့ဖုံးတီတီကျော်ရဲ့တငယ်ချင်းဖြစ်နေရကြောင်းသူတို့ကြောင့်မှတငယ်ချင်းဆက်ဆံရေးတွေပြတ်သွားခဲ့တယ်လို့လည်းဆိုပါတယ်။ဖုံးတီတီကျော်တငယ်ချင်းရဲ့ရည်စားကိုစနိုက်ကျော်တယ်ဆိုပြီးသူတို့တငယ်ချင်းတွေကြောင့်မှပြဿနာတက်ခဲ့တယ်လို့လည်းသိရပါတယ်။နော်ဖောက်ရထားဘက်ကတော့အခုလိုသူမကိုစနိုက်ကျော်သူဖြစ်သတ်မှတ်နေတဲ့အပေါ်မှာဘာမှမဖြစ်ရှင်းမရင်ငုံနှုတ်ပိတ်သားမသိကြအောင်ဆောင်နေပါတယ်။နော်ဖောက်ရထားရဲ့အလှတရားနဲ့ချွဲနှဲမှုတွေကြောင့်တွဲနေတဲ့ရည်စားကိုပတ်လျရတဲ့အထိကြာရှုံးခဲ့တဲ့ အမျိုးသားသုံးဦးပေါ်မှာပြည်သက်တွေ့ရဲ့အမြင်လေးကိုပြောပြပေးပါအောင်ရှင်။ကျေးဇူးတင်ပြည်သက်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါရနော်။အခုတင်ဆက်ပေးမှာကတော့လော်ရာကဦးလေးတွေကြောင့်အမှုပညာလောကရဲ့ဝင်လာတဲ့ဆိုတာမျိုးတော့ကျွန်တော်ကရှုံချပါရဲဆိုတဲ့တရုတ်ဆောင်ကျော်စင်ထွက်ပါ။တရုတ်ဆောင်ကျော်စင်ထွက်ကသူ့အနေနဲ့လက်ရှိသူတူမလူကြားသိနေရတဲ့မျက်လာရဲ့ထုံးကိုတော့တခါမှမတွေ့ဘူးတဲ့အတွက်သူတူမဟုတ်မဟုတ်တော့သူသေးချာမသိပါကြောင်းဒါပေမဲ့ထွန်းထွန်းတို့ကတူမလူပြောရဲဆိုတော့ကျွန်တော်တူမရဲ့ကတယောက်ပဲနေမှာပေါ့ ကျွန်တော်ကတူမရည်နဲ့မတွေ့ရ15နှစ်နဲ့20လောက်ရှိနေပြီမို့လာရကိုမမှတ်မိတော့တာနေမယ်လို့ပြောခဲ့ပါတယ်။ကျော်စင်ထုတ်ကကုတူမဖြစ်တယ်ပဲထားကျွန်တော်ကဦးလေးအစ်စ်ပဲထားပါတော့အဲ့ဒီလိုစိတ်ကြီးနေဆိုရင်တော့ဒီလောကထဲကိုဝင်လာတာကျွန်တော်ကရှုံချရတယ်။ကျွန်တော်တို့ကဒီနုပညာလောကမှာရက်တည်နေပြီးသားမို့လို့ဒါဆက်ရက်တာဒီလောကမှာနည်းနည်းလေးအောင်မြင်ဝင်ဝင်ကောင်းနေဆိုပြီးဒီနောက်ကိုတော်တော်များများလိုက်လာကြတာအနုပညာထက်ဆိုင်တော့အပြင်မှာတခြားအလုပ်လေးနဲ့သူ့ဟာသူရက်တည်တာကပိုကောင်းမှန်ထင်တာပဲဒီမှာကဝင်တိုးရမှာတွေကအများကြီးလေ သူနဲ့အပြိုင်သွားရမယ့်ကောင်မလေးတွေအများကြီးဒီထဲမှာထွန်ပအောင်ချုံပြီးထွက်အောင်ဘယ်လိုလုပ်မလဲတချို့တွေဆိုရင်တော့အဖော်ချွတ်တွေပဲပါလာမှမားတင်တာတွေမှားကုန်တာပေါ့လို့ပြောလာတာကိုတွေ့ရပါတယ်မြက်လာရထွန်ကတေယုဆောင်ထွန်ထွန်နဲ့ကြော်စင်ထွတ်တွေရဲ့တူမဖြစ်တယ်လို့တေယုဆောင်ထွန်ထွန်ကအဆိုခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးပြအမျှဝေပေးလိုက်ပါတယ်နော်အခုတော့လူပညာကလေးတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နေဖို့ကျမတို့ရဲ့ဆယ်နီမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်